မင်္ဂလာပါဒီနေ့ကျမတို့မြန်မာနိုင်ငံရဲ့အတိုင်းရင်းသားလူမျိုးစုတွေထဲကအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့မျိုးအဲသူတို့ကိုသူတို့ကကျူမီလို့ခေါ်လို့ရှိရဲ့တိုင်းသားတွေအကြောင်းအတူတူလေ့လာကြည့်ကြရအောင်လားရှင်ဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါသူတို့ရဲ့နောက်ခံတမိုင်းကြောင်းသူတို့ယဉ်ကျေးမှုဘယ်လိုထူးခြားတယ်လဲပြီးတော့လက်ရှိရောဘယ်လိုအခြေအနေတွေရှိနေလဲဆိုတာတွေကိုပေါ့ဟုတ်ပါတယ်အရိကတော့ mrokumiethnicidentity.pdf ဆိုတဲ့သူတေသနာစာတမ်းရဲ့နောက်ရန်ကုန်ရောက်နေတဲ့မျိုးတိုင်းရင်းသားတချို့ကို key informant interview KII လုတ်ထားတဲ့အချက်လက်တွေရဒါတွေကိုအခြေခံပြီးဆွေးနွေးကြတာပေါ့တောင်းပါပြီဒါဆိုပထမဆုံးအဲသူတို့ရဲ့တမိုင်းကြောင်းလေးကိုရင်ကြည့်လိုက်အောင်ဟုတ်ကဲ့မျိုးလင်းမျိုးတွေဟာမြန်မာနိုင်ငံရဲ့ရှိရကြဆုံးမျိုးနွယ်စုတွေထဲမှာပါတယ်လို့ဆိုကြတယ်နော်တချို့ကလည်းချင်းလူမျိုးအုပ်စုခွဲတစ်ခုအဖြစ်သတ်မှတ်ကြလေဟုတ်ပါတယ်သူတို့ရဲ့ရိုးရာတိချင်းတဲ့ပုံပြင်တွေအားဆိုရင်တော့ဟိုတိဘက်ကုန်းမြင့်ကနေဆင်းသက်လာတယ်လို့အစင်လာရယုံကြည်ကြတာပေါ့อืมစိတ်ဝင်စားစရာပဲ မျိုးဆိုတဲ့စကလုံးကိုဆိုလွန်ခဲ့တဲ့နှစ်9လကျော်1458ခုနှစ်လောက်ကရခိုင်ပြည်လျာရှင်အဒူမင်းညိုရေးတဲ့ပဇော်ဖြူမင်းသမီးအေးချင်းမှာတွေ့ရတယ်နော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီတဆောပြီး6လနဲ့နေတဲ့ပဒီမင်းတရားရဲ့စစ်ကြိုက်ထူပါယုံကြောက်စာမှာလဲပါတယ်လို့မသားရပါတယ်ဒါပေမဲ့သူတို့ကိုသူတို့ကြတော့ခမီလို့ပဲခေါ်ကြတာများတယ်ဆိုတော့အသေးပဲကလူသားပေါ့နော်မှန်ပါတယ်ခမီဆိုတာလူသားပေါ့သူတို့ခြေချနေထိုင်မှုကတော့စစ်ချီရာဆိုနောက်ပိုင်းလောက်မှာ ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တောတောင်တန်းဒေသတွေမှာပို့ပြီးပြန့်နှံ့လာတာတွေ့ရတယ်။အခုလက်ရှိနေထိုင်ကြတဲ့နေရာတွေကတော့အဓိကတော့ဟိုချင်းပြည်နယ်တောင်ပိုင်းမတူဘီပလဲဝါ။နောက်ရခိုင်ပြည်နယ်ထဲမှာဆိုဘူးသီးတောင်ကြောက်တော်မောင်တောမြောက်ဦးစစ်တေရပါဝင်မြို့နယ်တော်တော်များများမှာပြန့်နှံ့နေကြပါတယ်။သူတို့ကစိုက်ပျိုးရေးအဓိကလို့တော့ရွှေပြောင်းနေထိုင်မှုလက်ရှိမှာပေါ့နော်။ဟုတ်ဟုတ်စိုက်ပျိုးရေးလုံခြုံကိုမူတည်ပြီးတော့ရွှေပြောင်းတာတွေရှိခဲ့တယ်ပေါ့။လူရဲ့အတီကြတော့မထရပါပဲ။ ဟိုဂျော်ရှော project ခမန်းချက်ရာစုရင်တော့3000လောက်ရှိမယ်လို့ဆိုပါတယ်။အော်3000ဆိုတော့မနည်းဘူးပဲ။သူတို့ရဲ့ဘာသာစကားကတော့အကုန်သူတို့စကားကဒီဘက်ပမာဏွယ်ဘာသာစကားအုပ်စုထက်ပါတယ်ခင်ဗျာ။အမ်ဒေတီယာစကားကွဲလိတယ်တော့အများကြီးရှိတယ်။ဟုတ်ကဲ့။အဲ့ထက်မှမှဝါကွန်းစုတဲ့စကားကလူထုံးအများဆုံးပေါ့။အရင်တော့ကတော့ဒီဒေတိယစကားပြောကြအုပ်စုတွေကတီးတန့်စီနေကြတာများပဲမယ်အခုနောက်ပိုင်းတော့ရော်ရော်နော်နော်နေထိုင်လာကြတာတွေ့ရပါတယ်ဟုတ်ကဲ့ကိုယ်ွယ်ယုံကြည်မှုအပိုင်းကိုကြည့်ရင်ကောရှင့် ရှင်းတော့ကတော့နတ်ကိုးခွဲကြတယ်နော်မှန်ပါတယ်ရှင်းမျိုးလူမျိုးတွေကနတ်ကိုးခွဲမှုအားကောင်းခဲ့တဲ့အိမ်ဆောင်နတ်တို့လယ်ယာဆောင်နတ်တို့အဲ့ဒါတွေပေါ့အခုခေတ်မှာရောအခုကတော့ Joshua Project ဆိုင်ရင်အရာဆိုရင်ဗုဒ္ဓဘာသာဝင်က55%လောက် ਨੇ အများဆုံးဖြစ်လာတယ်။နောက်ရိုးရနှကိုးခွဲမှုဆက်လုံနေတာက30%ကျော်လောက်ခရစ်ယာန်ကတော့9%ကျော်လောက်ရှိပါတယ်။ရာဂိုင်းနှုံအဖြစ်ဗုဒ္ဓဘာသာကအများဆုံးဆိုပေမဲ့ရိုးရယုံကြည်မှုတွေလည်းရှိနေသေးတာပေါ့လို့ဟုတ်ကဲ့ တချို့ဗုဒ္ဓဘာသာဝင်တွေကလည်းရိုးရာနတ်တလေတချို့ကိုစထင်းတင်ထားဆဲပဲ KIIG တွဲဆုံမိမြတ်မှုတွေမှာတွေ့ရတဲ့စိတ်ဝင်စားစရာအချက်ကလေကျူကိုယုံကြည်မှုကခရိယန်ဘာသာပြောင်းလဲသူတချို့အတွက်တဆူထင်းမှုပြားကိုယုံကြည်ဖို့လွယ်ကူသွားစေတဲ့အကူအပြောင်းတစ်ခုလိုဖြစ်ခဲ့တယ်လို့ဆိုကြတယ်အဲ့ဒါလေကတော်တော်ထူးခြားရဲ့ရှုထောင့်ပဲနော်။သူတို့ရဝတ်စားစီရင်မှုအပိုင်းကရောရိုးရဝတ်စုံဒီမှာဘလို့ထွင်ပြနေရှိပါသလဲ။ရိုးရဝတ်စုံကသူတို့ရဲ့အမှန်သားတစ်ခုပေါ့ဗျာ။ရှေးတုန်းကဆိုရင်အမျိုးသားတွေကခါတောင်းကြိုက အပေါ်ပိုင်းဗလာချင်းဝတ်ကြတယ်။ဟုတ်ကဲ့။အခမ်းအနားတွေမှာဆိုရင်ပိုးထေတွေရိုးရဥထုလှလှလေးတွေရှိတယ်လူဖောင်းလို့ခေါ်တယ်။နောက်နီလာစီးထားရဲ့နာကွင်းကြီးတွေအဲ့ဒါမျိုးတွေစင်းရင်ကြတယ်။အမျိုးသမီးတွေကရောအမျိုးသမီးတွေကရင်စည်းချီထေစကတ်စင်းနာဝတ်ကြတယ်။အခမ်းအနားတွေမှာဆိုရင်ပိုးထေငွေခါဘတ်ငွေဆွဲကြိုးငွေရင်းကာနာကတ်တွေနဲ့တော်တော်လာကြတာ။တခမ်းထနာမယ်နော်။အခုခေတ်မှာတော့ဒီတိုင်းဝတ်ကြသေးလား။အခုတော့ ဟိုမြန်မာဝတ်စုံလေးလိုဝတ်တာတွေရှိလာပဲမယ်ရိုးရအစင်တော့အရာကိုသွေးတို့ကိုတော့ထင်းထင်းထားကြတော့မှာပဲအိမ်တော်ဤတလေးတွေကရောဘလို့ထူးခြားမှုရှိလဲရှင်အရင်ကဆိုရင်တော့မိဘစီစဉ်ပေးတဲ့အိမ်တော်ယူတာများတယ်ပေါ့လက်မှတ်ထပ်ခင်းလင်းဆက်ဆံတော့ကိုတော့တားမြစ်တဲ့တလေးရှိခဲ့တယ်ဟွန်းမြို့နယ်ဆိုတဲ့အင်္ကြာရှိတယ်ဆိုဟုတ်တယ်အေလာကျော်လောက်ရှိတယ်လို့ဆိုတယ်စိတ်ဝင်စားဖို့ကောင်းတာက မြို့နယ်တူရင်လက်မှတ်ထပ်ကြအောင်အော်ဟုတ်ကဲ့ပြီးတော့အမျိုးသားဘက်ကအမျိုးသမီးရဲ့ဖာခင်းစီကို ချက်ဖိုးတို့ဓာတို့လန်တို့ဒါတွေနဲ့တရားဝင်သွားတောင်းရတဲ့ဒလိရှိတယ်။ချွေးမတောင်းခြင်းဆိုတဲ့သဘောပေါ့။မင်္ဂလာဆောင်ရှိကိုလည်းသူတို့သမီးဘကအများစုချက်ခံရလိရှိတယ်လို့သိရတယ်။တော်တော်ထူးခြားတဲ့ယဉ်ကျေးမှုတွေပဲနော်။ဒါပေမဲ့အခုလက်ရှိမှာသူတို့ကြုံနေရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင့်။ဟုတ်ကဲ့ရှိတာပေါ့။အဓိကကတော့စိုက်ပျိုရေးပေါ့။အထူးသဖြင့်ရွှေပြောင်းတောင်ရာကိုအားထားမရစေဆိုလို့လေ။ဟုတ်ကဲ့ အခုနောက်ပိုင်းတော့လူငယ်တွေနိုင်ငံခြားချက်အလို့လုတ်တာတို့ရန်ကုန်လိုမြို့ကြီးတွေကစက်ယုံတွေမှာလာလုတ်တာတို့ဒါမျိုးတွေတိုးလာပါတယ်ပညာရေးဘက်မှာရောပညာရေးမှာတိုးတက်မှုလေးတွေရှိလာပေမဲ့သူတို့အဓိကအနေထိုင်နေဂျေးလက်ဒေတာတွေမှာကြောင်းလေအဲလမ်းမဆက်သွယ်ရေးတွေအခက်ခက်ရှိနေတော့ငယ်ဟုတ်ကဲ့ကစ်ချင်တွေရတဲ့ရောက်မှုတွေလည်းရှိတယ်ဆိုဟုတ်အဲ့လိုပြောကြတယ်နော်ပြီးရခိုင်ပြည်နယ်လိုနေရာမျိုးမှာဆိုရင်လက်နက်ကင်ပဋိပက္ခတန်တွေ တခါလေလူများစုရဲ့ခွဲခြားဆက်ဆံမှုလိုဟာမျိုးတွေခံစားရတယ်လို့ဆိုကြတော့အစိုးရအုပ်ချုပ်ရေးပိုင်းမှာသူတို့ပါဝင်ခွင့်ရဟိုကစိန်ခေါ်မှုတစ်ခုလိုဖြစ်နေတယ်လို့ရှုမြင်ကြတာပေါ့အခြေအနေတွေကအဲ့လိုရှိတာပေါ့နော်ဒါပေမဲ့ KII မှာသူတို့ရဲ့စိတ်တက်ပိုင်းဆိုင်ရာအာသာချက်တွေကိုလည်းဖော်ပြထားတာတွေ့ရတယ်ရှင်မှန်ပါတယ်အခက်အခဲတွေကြတဲ့ကပဲမျိုးလူမျိုးတွေဟာရေပြာအဖြစ်အကောင်းမြင်စိတ်ရှိကြတယ်ပွင့်လင်းကြတယ်အချင်းချင်းလက်စည်းလုံးကြတယ်လို့ KIA မှာတွေ့ရတယ်ဟုတ်ကဲ့ခွဲခြားဆက်ဆံမှုတွေကြုံရတယ်လို့ဆိုပေမဲ့လည်းကြံ့ကြံ့ခင်ယက်တီနေကြတာကသူတို့ရဲ့အားတစ်ခုလို့ပြောရမှာပေါ့ခြေကံအစောအုံပိုင်းမှာရောဘလိုချင်းနေရှိပါတယ်လဲလမ်ဘတ်ဆက်သွဲရေရောပညာရေးကျမကြီးရောပေါ့ရခိုင်ပြည်နယ်တွေကအဓိကလဲမကြီးတွေကိုတော့အတုံးပြူကြတာပေါ့လေခြေလက်တွေမှာတော့ဆိုင်းငယ်ကအဓိကပဲဝေးတဲ့နေရာတွေဆိုရင်တော့တဲယူဖို့ဆောင်ရေးကအားနေနေတော့ပဲ ဟုတ်ကဲ့ပညာရေးအခွင့်အလမ်းကလည်းမြို့ပေါ်မှာပဲပိုရနိုင်ပြီးတက္ကသိုလ်ဆိုရင်လည်းစစ်တွေမှာပဲအတီးကရှိနေတာကျမရဲ့ဆောင်ရှောက်မှုကလည်းအစိုးရဝန်ဆောင်မှုတွေတိတ်ပြီးလန်းလန်းမမီတော့ပြည်နယ်တွေကစေယုံတွေပဲအားကိုးနေရတဲ့အခြေအနေရှိပါတယ်ဒါတွေကိုခြုံပြီးကြည့်လိုက်ရင်တော့မြို့ခီမီတိုင်းရင်းသားတွေဟာရှေးလျားတဲ့တမိုင်ချောင်း ကိုပိုင်ဟန်နဲ့ထူးခြားတဲ့ယဉ်ကျေးမှုတွေရှိတယ်လို့တစ်ဖက်မှာလည်းခေတ်သက်ရဲ့စိန်ခေါ်မှုတွေဖြစ်တဲ့လူမှုစည်းဝါးပညာရေးအခြေခံအဆောက်အအုံပိုင်းဆိုင်ရာအခက်အခဲတွေကိုလည်းရင်ဆိုင်နေရတယ်ဆိုတာမြင်သားပါတယ်ရှင်။ဟုတ်ပါတယ်ဟုတ်ပါတယ်။ဒီနေ့ဆွေးနွေးခဲ့တာတွေကမီရိုခီမီတိုင်းရင်းသားတွေရဲ့ဘဝဖြစ်တတ်မှုကိုထောင်ပေါင်းစုံကန်နေတတ်နိုင်သလားမြင်သားအောင်စ조사တင်ပြခဲ့တာပါ။ဟုတ်ကဲ့။အဲနောက်ဆုံးအနေနဲ့တွေးစရာလေးတစ်ခုပေါ့နော်။ quality တွေမှာတွေးရတဲ့ သူတို့ရဲ့ကြံ့ခိုင်မှုအကောင်းမြင်စိမ်းနဲ့ဖွံ့ဖြိုးတိုးတက်လို့စိတ်လေးရှိနေတာကိုထောက်ရှုပြီးတော့သူတို့ရဲ့ကိုယ်ပိုင်ရင်ကျေးမှုအမှတ်လက္ခဏာကိုမပြောက်ပြက်အောင်ထိန်းသိမ်းနေနေပါလေမြန်မာနိုင်ငံရဲ့အနာဂတ်မှာတန်းတူအခွင့်အလမ်းတွေပိုပြီးရရှိလာဖို့အတွက်ဘလို့မူဝါဒပိုင်ဆိုင်ရာပြောင်းလဲတွေဘလို့အထောက်ပံ့တွေကသူတို့အတိုက်အဝန်းအတွက်အထူးရောက်ဆုံးအယူပြုနိုင်မလဲဆိုတာကိုတော့ကျွန်တော်အားလုံးဆက်ပြီးစဉ်းစားဆင်ခြင်တဲ့အချက်တခုဖြစ်မလို့ထင်ပါတယ်ခင်ဗျ